ချက်နံလေရှိတော်ရှိလေကြလံငါနစခုအမမုန်တပွေနေရနစရှိပစိတိကြကဘာအနှံ့မှာဓမ္မအွန်လိုင်းဆက်ချူခဲ့တဲ့ကဘာဝိပဿနာတရားပြဆရာကြီးဥက္ကိုအင်္ဂါရဲ့ဇနီးဖြစ်သူဟာ ဇန်နဝါရီ9ရက်နေ့ကအိန္ဒိယနိုင်ငံမွန်ဘိုင်းမြို့မှာကွယ်လွန်ခဲ့ပါတယ်။မာတာကြီးလိုလူသိများတဲ့ဆရာမကြီးဟာကွယ်လွန်ချိန်မှာအသက်88နှစ်ရှိပြီဖြစ်ပါတယ်။ဝိပဿနာတရားပြဆရာမကြီးအီလာယာချီဒေဝီခေါ်ဘောလာအေဂျီရဲ့အယိုးပြအိုးကိုခေါဝင်စိတ်ကနေအေယာရီမြစ်ထဲကိုမျောဖို့မြန်မာနိုင်ငံကိုတည်ဆောင်လာတာပဲဖြစ်ပါတယ်။ဝိပဿနာတရားပြဆရာကြီးနဲ့ဆရာမကြီးတို့ကွဲလွန်ခဲ့တာကိုတန်ဝေကယူပြီးပြန်လဲပူဇော်ဖို့ဒီခန်းနာကိုကျင်းပတာဖြစ်တယ်လို့ဦးတောင်းဖေကပြောပါရယ် ဆရာကြီးဦးကိုအင်းကကွယ်လွန်ပြီးတဲ့နောက်သူ့ရဲ့ဇနီးဖြစ်သူကဆရာကြီးရဲ့နီးစနစ်တွေကိုဆက်လက်ထိန်းသိမ်းခဲ့သလိုဘယ်သူတွေဆက်ပြီးထိန်းသိမ်းသွားမလဲဆိုတာပြောပြပေးမှာပါဆရာကြီးတို့ရဲ့အဲညွှန်ကျင်းတုံတင်ပြသသွားတဲ့ညနာနေတရားမြတ်စွာဘုရားရဲ့တရားတော်ပေါ့အဲ့ဒါကိုညနာနေဆရာကြီးရဲ့ အင်းနီးစနစ်အကျင့်အကျင့်နေနဲ့လက်ဒီဆရာတော်ကြီးကဆင်းသက်လာပြီးတော့ဆရာသက်ကြီးဆရာကြီးဥပခင်ဆရာကြီးဥပွင့်ရတယ်ဒီကကျွန်တော်နီးအဲ့နီးစနစ်အတိုင်းပဲဘာလို့ဒီအချိန်တိုင်းကိုဘာလို့ဆက်ပြီးထိန်သွားမှာပါလို့ပြောလို့ပြောလို့ပါလေမာတာကြီးဟာမင်းလေးမျိုးဇာတိဖြစ်ပြီးချမ်းရေးသာဇံမျိုးနဲ့အလဲရက်ကွက်မှာ1926ခုနှစ်မှာဖွားမြင်ခဲ့တယ်လို့တားဖြစ်သူကပြောပါတယ်မာတာကြီး was born in mandalay and uh, my father ဖိနဲ့မိနှစ်ယောက်စလုံးကမန္တလေးဇာတိတွေဖြစ်တဲ့အတွက်သူတို့ရဲ့ဆန္ဒကတော့မန္တလေးမှာပဲတည်ဆုံးခြင်းပဲမယ်အကြောင်းမျိုးမျိုးကြောင့်အိန္ဒိယမှာကွယ်လွန်ခဲ့ပါတယ်ဒါပေမဲ့မန္တလေးကိုလာပြီးမိခင်ဖြစ်သူရဲ့အယိုးပြာဦးကိုရေမျောဖို့ရောက်ရှိနေတာပဲဖြစ်ပါတယ်ဆရာကြီးဦးကိုအင်္ဂါနဲ့ဇနီးဟာ1990ခုနှစ်ကနေစတင်ပြီးအိန္ဒိယအစိုးရရဲ့ခွင့်ပြုချက်နဲ့အိန္ဒိယအကျဉ်းထောင်တွေကအကျဉ်းသားတွေကိုဝိပဿနာဆေးရဲ့တရားရိပ်သာဖွင့်လှစ်ခဲ့ပြီးဒီကနေ့အထိအကျဉ်းသားတစ်ထောင်ကျော်ကို တရားရှိဆောင်လမ်းပြခဲ့ပါတယ်။ကဘာအနှံဥပဒနာတရားစခန်းပေါင်း200ကျော်ဖွင့်လှစ်ခဲ့သလိုတရားနည်းပြပေါင်း1500ကျော်ကိုမွေးထုတ်ခဲ့ပါတယ်။ဆရာကြီးဥက္ကိုအင်ကကွယ်လွန်ခဲ့တဲ့2013ခုနှစ်အောက်တိုဘာလ10ရက်နေ့မှာသူ့ရဲ့အယိုးပြအုပ်ကိုနေရာ300ခွဲပြီးမျောချခဲ့တာပဲဖြစ်ပါတယ်။